အဲ့လိုကြီးရတယ်အေးပြန်ဖို့မလိုဘူးနမောင်မြို့တွင်ဆယ်ကျိုးပေါက်ပြီးမိသားစု9ဦးရေထဲမျောပါက6ဦးသေဆုံးမကွေးတိုင်းနမောင်မြို့မှာမိုးသေးထန်စွာရွာသွန်းပြီးအောင်မန်းကျုံးဆယ်ကျိုးပေါက်မှုကြောင့်မိသားစု9ယောက်ရေထဲမျောပါသွားက6ယောက်သေဆုံးခဲ့တယ်လို့နမောင်ဒေသခံတွေထံကသိရပါဗျ။ စတေမာလာ28ရက်မနေ့မနက်ပိုင်းကနမောင်းမြို့မှာမိုးသေးထန်စွာရွာသွန်းမှုကြောင့်ရေရှမ်းကအောင်မန်းကျုံးဆယ်ကျိုးပေါက်ခဲ့ပြီးနေအိမ်နှလုံးနဲ့မိသားစုဝင်တွေလည်းရေထဲမျိုးပါသွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရေထဲမျိုးပါသွားတဲ့မိသားစုဝင်9ယောက်ထဲမှာတယောက်ကသာအသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ပြီးကျန်တဲ့6ယောက်ရဲ့အလောင်းကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ မိုးသေးထန်စွာရွာသွန်းမှုကြောင့်နမောက်မြို့အနေပိုင်းမှာရှိတဲ့ရက်ွက်တချို့မှာရေနှင်းမြုပ်မှုတွေဖြစ်ပေါ်နေသလိုစေကျိုးနေတဲ့ချောင်းတလျှောက်မှာရှိတဲ့ကျေးရွာတွေဘေးလွတ်ရာကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါဗျ။